ကြိုက်လန်လေးကြော်ရအောင်ကြိုက်လန်လေးတွေကိုအယိုးတက်တက်အရွက်တက်တက်နှစ်ပိုင်းပိုင်းလိုက်ပါတယ်ပြီးချလို့ရှိရင်အယိုးလေးတွေကိုချစ်လိုက်ပါမယ်နော်အဲ့ဒါမှပို့ပြီးတော့ဆောက်လုပ်ခေါင်းတာပါထူတဲ့အယိုးလေးတွေဆိုလဲနှစ်ချမ်းခလေးကနေခွဲလိုက်ပါတယ်အခုဆိုရင်တော့အယိုးတက်တက်အရွက်တက်တက်ရပြီပေါ့နော်ချက်တွင်ပြူလေးကိုနှွာလိုက်ပါတယ် ไปจ้าลูกชิยนุ่นๆลิเซนดีรอเลยဒီဆိုလို့ရှိရင်စားနေစီကိုထည့်ပါမယ်အရွယ်လေး ဂလိုးနေရခြင်းရဲ့ secret ကတော့ရေထဲမှာစီထည့်လို့ပါအယူလေးတွေကို10မိနစ်လောက်အရှင်ပြုတ်လိုက်ပါเนาะပြီးကြတော့မှအရွက်လေးထည့်ပြီးတော့နောက်ထပ်မိနစ်30ဖြုတ်ပါမယ်အလိုရှိရင်တော့စပါးစစ်ရေအေးလောင်းပြီးတော့ပေါ့နော်ပကံတစ်ခုထဲမှာ အစီအရေလေးထည့်ထားလိုက်ပါမယ်အယိုးတက်တက်အယိုးတက်တက်ထည့်လိုက်ပါရစေ ချစ်ချွန်ပြူလေးတွေကိုစစ်တပ်ပြီးတော့ပြန်ဆဲထုတ်ပေးထားလိုက်မယ်နော်။ဆော့လို့ဖို့အတွက်ကလေခယူးစီတစွန်းရဲ့ပဲငပြရဲ့အကြီးတစွန်းရဲ့ခယူးစီလေးမွေးလာပြီဆိုမှလေမီလီရှော့ချလိုက်ပြီးတခြားလေးတစွန်းထည့်လိုက်ပါနော်။ကိုကြီးပြောရတာမပြတ်မကျဲလေးပေါ့နော်။နှစ်ဆုံးသုံးဆုံးတော့ကိုယ့်ရဲ့အရက်ပေါ်မှာမူတည်ပြီးတော့ထည့်လိုက်ပါနော်။ ဆော့လေးတွေကိုလေအရွက်လေးပေါ်မှာလောင်းထည့်လိုက်ရင်ရပြီပေါ့နော်ပြီးကြလို့ရှိရင်စက်တင်ပြူလေးဖြူလိုက်ပါအရာကိုအရာသာရှိရဲ့ Chinese restaurant တွေမှာတဆားရဲ့အရာသာအတိုင်းကိုင်လန်ခူးစီကျော်လေးကိုတုံးဆောင်နိုင်ပါပြီရှင်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင် Please don't forget to subscribe နော်